ားလုံးပဲမင်္ဂလာပါခင်ဗျာအဲအခုဗီဒီယိုလေးကတော့ကျွန်တော်ဒီ noise noise အကြောင်းလေးပေါ့နော်ဂီတာမှာမလိုလားအပထွက်နေ noise အကြောင်းလေးကိုကျွန်တော်သိသမျှလေးကျွန်တော်ရတငယ်ချင်းနေကြီးကိုအကူကြီးတွေအားလုံးမျှဝေပြီးမှဖြစ်ပါတယ်ကျွန်တော်လည်းအရန်ကြီးတော့မသိဘူးကျွန်တော်အတွေ့အကြုံလေးနဲ့ပေါ့နော်ဟလာတစုံတစ်ခုသောကိစ္စတွေမှာပြည်လဲသွားနိုင်စရာလေးပေါ်လာအောင်မျှဝေပေးတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ noise ဆိုတာကျွန်တော်စုညံတယ်မဟုတ် bass လို့လည်းပြောခြင်းလည်းပြောပါနော် noise ပေါ့နော် မလူလားအပ်တဲ့အတန်ပေါ့နော်ရွှေဂီဂေါ်တွေပေါ့နော်အဲ့ဒါတွေကထွက်ကျွန်တော်တို့ဂီတာသမားတွေမကြိုက်တဲ့အတန်တွေကောင်းမလူတဲ့အတန်ပေါ့ဒါမှမဟုတ်အမြဲတမ်းထွက်နေရေးရှိတယ်ပေါ့နော်ကျွန်တော်တို့ဂျက်ဂျူးတွေကသွားတဲ့ FD M နေဟလာဆောင်းပေါက်တွေကအများကြီးသွားတာပေါ့နော်လျှက်စီပစ္စည်းတွေဆိုတော့အဲ့မှာရှေ့ရက်ကလေးကပဲကျွန်တော်အတွေ့အကြုံနဲ့ကျွန်တော်ညှောက်ဝေပေးမယ်ပေါ့နော်အဲ့ဒါအဲ့ဒါမပြောခင်မှာအရင်ဆုံးပေါ့နော်တစ်ဖက်ဆုံးကိုရောက်ပြီးတော့မပြောဘယ်လိုပြောမလဲပေါ့နော်တချို့ကရှိတယ်ဗျဒီလိုမျိုးကျွန်တော်ပြမယ်ဓမ္မသစ္စာ gain များလာလေ noise or distortion တွေပါလာလေ noise ကတော့ပါတာပဲเนาะဒါဆိုတော်တော်လေးကင်းစင်တယ်เนาะနားထောင်ကြည့်เนาะဟုတ်ပြီเนาะအဲဒါ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 ဒီ rebuff ကကျွန်တော်ထည့်ထားတဲ့ရှိန်မာကြီးကျွန်တော်ထည့်ထားလို့เนาะထားလိုက်တော့အဲ့တော့ကဲကျွန်တော် band တစ်ခုကျွန်တော်သွားလိုက်မယ်เนาะကြည့်အောင်เนาะနော်အဆင်ပြေတယ်နော်ဒီမှာလက်လွတ်လိုက်မယ်နော်ဟောပြီးတော့ကျွန်တော်တခါလေးတည်တည်ချာချာ စဉ်းစားရတယ်မှာပြောကြမယ်နော်ဒီမှာထွက်တယ်နော်ကြားရတယ်နော်ဟဲ့အဲ့လိုမျိုးနော်တချို့ကတော့ရှိတယ်နှောက်ထွက်နေလို့ဆိုပြီးစာရင်ပြဿနာပြန်ရှာနေလို့ရှိတယ်ဂီတာကြောင့်မဟုတ်ဘူးဂီတာမရှာနဲ့ကိုယ့်ဥမကိုရှာပြဿနာဒီမှာနော်ဟုတ်ပြီနော်အဲ့ဒီပြဿနာတွေကိုကျွန်တော်တိတိလောက်ကလေးအများကြီးပြောပြပေးမယ်နော်အဲအဲ့လိုမျိုးလည်းရှိတယ်ဒါဒါဒါသတိရတော်လေးဖြတ်ဖြတ်ပြီးကိုယ့်ကကိုယ်ပြန်ဖြတ်ပြောတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဘယ်လိုကြုံတွေ့နေရလဲဆိုတော့အတီးမဲ့လုံးလိုက်တိုင်းစီးဆိုပြီးနောက်မှာ noise လေးတွေကပါလာအာလက်တီးမဲ့လုံးနဲ့ပါအဲ့တော့ဘာလို့လဲဆိုတော့ဟုတ်ပါနော် ထုံးကန်တဲ့ဂျက်ကျူးတွေကောင်းကောင်းလဲရမယ်ဒါဖြည့်ရှင်းနေတဲ့မှာတနည်းပါတာပါနော်ဂျက်ကျူးတွေကဝါလက်စနေလို့ချာလက်ပတ်တွေလဲပါလို့တခါလေးချက်ပြောက်သွားပြန်ဟာဘယ်အချိန်မှပြောက်လို့ပြောက်လို့ effect မှာ noise gate ပါပြီးရင်အကျေပြောပေးမှာနော် effect က noise gate တွေလည်းတင်ဟလာအကုန်အကုန်လည်းတင်မရဘူးဗျာ noise gate အကုန်တင်တော့ sustain ကြီးပြတ်ကုန်အောင် noise gate တွေအဲ့လောက်မတင်ရအောင် noise gate access ဟွာတွေရပါနော်အဲ့ဒါလေးကျွန်တော်သိရဟာအဆင်ပြေအဲ့တော့ကျွန်တော်တိခတ်တဲ့ပုံစံကကြတော့ guitar လာမယ် MIDI effect ကိုထိုးမယ် ပြီးရင်ကျွန်တော် speaker only ကိုသွားမှာပေါ့ပြောချင်တာ bluetooth speaker တည်းလည်းရအမ်မဟုတ်ဘူးเนาะကျွန်တော်ပြောတာအမ်မဟုတ်ဘူးအမ်မှာ noise ပြဿနာတက်တက်တစ်ခုထပ်ရှိနေတာဟုတ်ပြီเนาะဒါသူ့ရထုံးတယ်အမယ်လေတဘာဝပဲဟုတ်ပြီเนาะအဲအဲ့တော့ကျွန်တော်တို့ကကျွန်တော် noise မပါတဲ့ဒီလို monitor speaker လိုမျိုးရှိကိုသွားလိုက်တာလို့ပဲသဘောထားလိုက်တယ်ပေါ့เนาะအဲ့လိုမျိုးနဲ့ဒီအဲ့တော့အဲ့ဒီပြဿနာမှာဟာယူယူယူကိုထားပါတော့ဗျာအဖြေယူပြောလိုက်ရင်တော့เนาะအကြာကြီးနေမှတည်တာကျွန်တော်ကလည်းအကြာကြီးနေမှဘလို့ဖြစ်လဲတော့အမှတ်တမဲ့တည်နေနေအဲ့လို air con ကိုဖြောက်ကုန်နေပိတ်လိုက် အဲကွန်နော်ဟိုပူတော့လေအဲကွန်လေးတစ်ခါဖွင့်ဖွင့်တာဗောနော်အဲ့တော့အဲ့ဒါဖွင့်ပြီးတော့အမှန်တကယ်ပြန်ကြည့်တော့ဘာ noise မှမရှိတော့ဟာကျွန်တော်ဘလို့မှမထင်တဲ့ကိစ္စကြီးလေအဲ့လိုမျိုးဖြစ်တာသိလားဟာအဲကွန်ပြန်ဖွင့်တယ်ပြန်ဆန်တယ်ဟုတ်တယ်အဲ့ဒါစီးဆိုအဲအဲကွန်ဖွင့်ထားပြီးမကြောက်ဘူးဒီတိုင်းနေနဲ့သူကယူဆိုပြီး line နဲ့ဝင်လာတော့သူက noise အဲ့ဒါပိတ်လိုက်ပဲကွာဒါစီကျွန်တော်တို့လုံးဝထင်မထားအဲ့ဒါကြောင့်ကျွန်တော်ဒီ video လေးကို လုံးလုံးဖြစ်သွားတာပေါ့နော်အဲ့တော့ကိုရီထိမက်မှထားတဲ့ဟာရှိတာအဲ့တော့တန်းလဲကျွန်တော်တို့သိတဲ့ဟာကျွန်တော်အကိုကြီးတွေကကိုမင်းကိုမင်းမင်းပေါ့မင်းမင်းဂီတာတို့ပေါ့နော်မင်းမြန်ဆုံးငန်းကြီးတဲ့ခါမှာသူဆိုဘယ်လောက်ထိပြောလဲဆိုတော့အဲ့တော့ तू ကရောင်းလိုက်တဲ့အဲ့ဒီပေါ့နော်တနည်းအားပေါ့နော်ထားပါတော့သူ့နေရာမှာတန်းလိုက်စကွင်းနေနေအဲ့လိုပေါ့ဗျာသူရစီပစ္စည်းကိုမိနေမှာပေါ့ဘာတွေတောင်မိလဲတိုင်းရင်းသားဘာသာစကားတွေတောင်ပအတန်နေထွက်နေတယ်ပေါ့အဲ့ဒါကိုပြဿနာကြီးပါညာတော့ဟာတိုင်းပြပတ်ပြန်သူ့စီရောက်တော့အကောင်ကျန်တဲ့လူစမ်းလာလဲအကောင် သူ့ရောရွာပတ်ပြီးအဲ့ဒီပတ်ဝန်းကျင်မှာအဲ့ဒီလူမျိုးစကွင်းတွေသူ့ရဲ့ကြဲကျိုးတွေတခြားဟာပြည်ထနာတွေလည်းပါမှာပေါ့အံ့မီကြောင်လည်းပါမှာပေါ့အဲ့အဲ့လိုမျိုးနော်အဲ့လိုမျိုးတွေဖြစ်နေအာအဲ့လိုအဲ့တော့သူလူကြီးနာအဲ့လိုမျိုးဒေတာပေါ်တော့တခြားသောဘလိုလေးလဲဆိုကိုမမြင်နိုင်ဘူးလေဗျာဟုတ်တယ်မလားဒီကျက်လျက်တရားစီပစ္စည်းတက်လိုက်စကွင်းကိုမြင်ရတာမှမဟုတ်ဘူးအဲ့လိုမျိုးနေရာတွေရောက်သွားရင်ဘလိုကောင်းကြီးလာလာဘလိုပညာရှင်ကြီးလာလာထွက်မှာပဲ noise ကတော့အဲ့အဲ့ဒါဒီဘာတွေဖြစ်နေလဲဆိုတော့တနည်းပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ ground loop isolator ဆိုတဲ့ဟာလေးတစ်ခုတော့ကျွန်တော် ော်လိုက်လေးလာတော့တွေ့တယ်အဲ့ဒါလည်းကျွန်တော်သိမသိဘူးကျွန်တော်အနေနဲ့တော့ ground လုတ်ချင်မလို့အားလုံးအဆင်ပြေတယ်ပေါ့နော်အဲ့တော့တခါလေးပြောရရင် ground loop isolator ဆိုပြီးတော့ကိုယ့်ဘက်ကို YouTube တွေမှာရှားဖွေပြီးတော့ဘယ်လိုလုပ်လဲလျှက်သိပညာရှင်တွေအဲ technician အဲ့လိုပေါ့နော်တိုင်းရဆိုင်ရာကျွမ်းကျင်သူပညာရှင်များနဲ့အဲလုတ်ချင်လုတ်လို့ရတယ်ပေါ့နော် noise ground ချတယ်ပါညာလည်းကြားဘူးလားဟုတ်ကျွန်တော်တော့အဲ့လောက်မလို့ဘူးကျွန်တော်လည်းမလုတ်တတ်ဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ပြန်ပြောရရင်ကျွန်တော်အိမ်မှာဒီလိုပြော ြေလဲသွားတယ်ပေါ့အဲကုန်းပိတ်တာနဲ့ကျွန်တော်ကိစ္စပြီးသွားတယ်ပေါ့နော်အဲ့တော့ဂျက်ဂျူကောင်းကောင်းတုံးတယ်ဒီကနေပြီးတော့လာမယ် effect ကိုထိုးမယ်အဲ့တော့ဂျက်ဂျူကောင်းကောင်းတုံးပါမယ်ဒါကျင်းသေးတယ်ကြောင်တချို့ကဘာမှမဘာမှမဟုတ်ဘူးဂျက်ဂျူလဲလိုက်တာနဲ့ပျောက်သွားရှိတယ်အဲ့ဒါပြီးတော့ guitar mari effect မှာ noise gate ရှိတယ် ns ဆိုတာလေအဲဒီမှာ noise gate ရှိတယ်ကျွန်တော်တို့ zoom နေမှာတော့နေ zoom နေမှာ znr znr အဲ zoom noise reduction ကျွန်တော်ပထမတော့ noise gate ကိုဘာလို့ zoom ကဘာလို့ဘယ်ဟုတ်လို့သူက zoom noise reduction ဆိုတာ z and r ဆိုရှိတယ်ထားပါအဲအဲအဲ့ဒီကောင်မော်အဲ့ဒီမှာ threshold ဆိုတာတွေ့လိမ့်မယ်အဲ့ဒီ threshold noise gate ပျောက်တဲ့အထိအဲအတန်လေးပျောက်တဲ့အထိကျွန်တော်တို့ကတင်လိုက်မယ်ဆိုရင် အကုန်လုံးလည်းမတင်နဲ့နောက်ဥမာထားပါတော့တရာဆိုကျွန်တော်တို့40လောက်သူလုံးလောက်50ထိပြီးရင်ကျွန်တော်20လောက်ကျွန်တော်40လောက်ထိတင်းနေရတယ်ဆိုရင်ကျွန်တော်အဲ့ဒါအဲ့ဒါမဟုတ်ဘူးအဲ့ဒါ night theater တက်နေပြီ50ထိတင်းမှပြောက်တီးကြီးတီးမကောင်းတော့ဘူးကျွန်တော်တို့အတန်ကြီးပြတ်တောင်းပြတ်တောင်းနေဖြစ်နေလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကကျင်းသေးတယ် night theater ရှင်20လောက်သူပြောက်သွားတယ်ဟောကျွန်တော်ပြောကျွန်တော်ကတော့ mari effect တမားဆိုပါတော့ single အတုံးတမားတွေတော့ဟိုလူတော့ကျွန်တော်မပြောရဘူးပေါ့နော်အဲ့တော့လာမယ် mari effect မှာ noise gate ကလေးကိုတင့်တော်ရထည့်မယ်ကျွန်တော် clean ပြပြ distortion ပြပြ20လောက်50ပြထား20လောက်55လောက်အစိတ်လောက်အစိတ်လောက်ပေါ့နော်တစ်ဝက်လောက်ပေါ့ထည့်လို့အဲ့ဒါဆိုပြောက်ကူ ယောက်က MM နေမှာလဲကျွန်တော်ဇီးဆိုမြင်နေတာအဲ့ဒါကထုံးတယ်မယ်ကျွန်တော်ရှေ့မှာစောစောစကားခံလာဆိုအဲ့ဒီဟာကိုပြဿနာတော့မတော်နဲ့ဒီလိုင်းသူ့ဟာသူအဆင်ပြေသွားအောင်အဲ့ဒါဟုတ်ပြီနော်အခုဟာမလိုလောက်အပ်တော့စိုးသွားတော့ noise ကြီးကျွန်တော်ပြောသူပေါ်ရွှီးလို့ပြီးတော့ကလင်းနောင်မှာလိုက်ထွက်နေရအဲ့လိုမျိုးလေကလင်းနောင်မှာတင်းနဲ့လိုက်ထွက်နေရနော်အဲဒီလိုမျိုးရှင်းလင်းပြတ်သားနေတာမဟုတ်ဘဲနဲ့ကလင်းနောင်မှာလိုက်ထွက်နေရအဲ့လိုမလိုလောက်အပ်တဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့ကလိုက်လောက်ရမှာပေါ့နော်အဲ့တော့စောစောပြောဆိုတလိုက်ဆက်ကွင်းဆိုတာကိုမမြင်ရဘူးသိရှိနားလည်ရတဲ့သူနဲ့အနားမှာဘာတွေရှိလဲဘယ်လိုလဲဆိုတာပေါ့တအား ဖြစ်နေပေါ့ပြီးတော့တော်တော်တော့ M မှာပေါ့ M ကတော့ထွက်ပါထွက်တယ်ထွက်တယ်ဒါသူ့ရဲ့ထုံးတယ်မှာဂီတာဆိုတာเนาะဒီလိုမျိုး pick up တွေနဲ့သူ့ရဲ့ဒီပတ်ဒီဒီ quality ပတ်ထားတာဖြစ်တဲ့အတွက် noise ပြဿနာ ရှိကိုရှိပါတယ်เนาะအဲ့တော့ကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာ single pick up တွေကเนาะ single pick up ဆိုအများနဲ့ပါတာပဲ212မှာလည်းပါတာပဲ211မှာလည်းပါတာပဲ111မှာလည်းပါတာပဲဟုတ်ပြီเนาะ50 60 hertz လျှက်စစ်တန်တွေလွယ်လွယ်နဲ့ဖမ်းယူတတ်တယ် single pick up တွေကเนาะဟုတ်ပြီအဲ့တော့ ်စင်ငယ်ကွန်ရဲ့တဘာဝပဲဖြစ်တယ်စင်ငယ်ကွန်ရဲ့တဘာဝပဲဖြစ်တယ်ဟုတ်ပြီနော်သူက high gain နေဆိုပို့ဆိုရယ်ဆက်ဆိုကျွန်တော်ပြောဆိုကလေးမှာဒီမှာလက်လွတ်ထားဒီမှာဘာသာမှမထုတ်ဘူးနော်ဒီမှာကျွန်တော်ကျွန်တော် effect နင်းလိုက်ပြီဒီမှာဝဲလာပြီကြားလိုက်အဲ့အဲ့အဲ့ high gain ပဲ distortion ထည့်တာ ਨੇ ကျွန်တော်တို့ကလာပြီပဲ distortion ထည့်ပြီးဆိုကျွန်တော် noise gate ကခံတော့ခံခံလာတော့ကိုယ်အတွေ့အကြုံဘလို့ကထိတ်ဆုံးမှလည်းပိတ်ကြတယ်ဟလာဒါကျွန်တော်တို့တန်းလိုက်တဲ့ series ပေါ့နော် series အတိုင်းမှာထိတ်ဆုံးမှ guitar ထွက်လာတဲ့အဲ့ဒီ ဟောမာဒီ FM ကထိန်းဆုံးခံရတာပဲ MG လေးမှခိုင်းလဲရ M နောက်မှာပြိမ့်မယ်ရကိုကိုလှုပ်ကြည့်လိုက်ပေါ့နော်အဆင်ပြေသလိုပေါ့နော်အဲ့ဒီမှာပါတဲ့ threshold တွေကိုကျွန်တော်တို့ကအဲချိန်ညှိမယ်ပေါ့နော်ထားပါတော့နော်စင်ငယ်ဝိုင်းသဘောဖြစ်တဲ့ high gain တွေဆိုရင်ပိုးဆိုးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ computer တွေ monitor တွေမီးကြောင်းတွေ power plug တွေလျှက်စစ်ပစ္စည်းတွေနဲ့ဝေးတဲ့နေရာကိုလှည့်ကြည့်ပါတဲ့အတန်တခါလေဒီလိုကောင်းရင်ကောင်းမင်းလေဒီလိုကြပြောင်းပြောက်သွားတာအဲအဲ့လိုမျိုးရှိတယ်ဗျာတကယ်ကိုထင်းသလားမလွယ်တဲ့ယောဂါပေါ့ဒီယောဂါအဲ့လိုပဲဖြစ်တတ်တယ်ပေါ့နော်ပြီးတော့ကျတော့ကျွန်တော်တို့ ပလက်တွေထိုးတဲ့အခါမှာပေါ့နော်အထားမှာတော့အဲဆောင်းပေါက်ကပလက်အဲအဖက်ကပလက်ဘာပလက်ပေါ့ကွန်ပျူတာပလက်အဲ့လိုပလက်တွေကိုတူညီတဲ့ဒီနိုင်တဲ့ဝင်အားကြီးတစ်ခုတည်းရမယ်သုံးစီချင်းတယ်သူတို့ကနော်အဲ့လိုတခြားဒါကတော့တော်တော်ဟိုရှာရှာပါပါပြဿနာပါဒါကတော့ဟို problem တစ်ခုတည်းနဲ့တို့အထက်စဉ်းစားတာပေါ့နော်ကျွန်တော်အတွေ့အကြုံရတော့အဲ့လိုတော့ဘာမှဖြစ်ဘူးပြောချင်တာဒီကတစ်ပေါက်ထိုး M ကတစ်ပေါက်ထိုးဘာမှမဖြစ်ပါဘူးကျွန်တော်အတွေ့အကြုံရတော့နော်အဲ့တော့သူတို့ကတော့အဲ့ဒါအတူတူပဲထိုးပေါ့တဏီယာရပဲထိုးအဲ့လိုမျိုးလေပြောတယ်နော် အဲ့ဒါပြီးလို့ရှိရင် noise gate ns အဲသုံးရမယ်အဲ့ဒါကိုလည်းပြောပြပြီနော်ဒါကတော့ရိုးရှင်းပါလေနော်ဟုတ်ပြီဆက်သွားရှေ့မှာပြောတယ် ground loop isolator ကတော့ ground ချတယ် ground ချတယ်လို့ပြောကြတယ်ဆိုင်ရဆိုင်ကျွမ်းကျင်သူတွေလည်းလုပ်ကြည့်ပါ YouTube တွေမှာ ground loop isolator လို့ရှားပြီးတော့ရှားကြည့်ပါပါနော်ဘလူးလောဝါကျိုးလေးနဲ့ဘလူးလောတယ်ကျွန်တော်မလုပ်တာနော်ဟုတ်ပြီအဲ့ဒီ cable ကျိုးတွေပေါ့ထုံးကန်တဲ့ jet ကျိုးတွေဗာညာဗာညာတွေပေါ့နော်အဲ့ဒါအောင်မှာ guitar ထဲမှာပြက်နေလားဗာမြင်လားဟလာလွတ်နေလားဗာညာဒါတွေလည်းရှိတာပဲပေါ့နော်ပြဿနာဖြစ်နေတော့ကျွန်တော်တို့နီးမျိုးစုံလိုက်ရှားမှာပေါ့နော်ကျွန်တော်တို့အမှား ဟိုလိုက်ရှာမယ်နီးမျိုးစုံရှာမယ်ဟာလာမ FM နဲ့ထိုးတိုင်း FM ကိုဖြုတ်ဂီတာနဲ့တရက် M ကိုတရက်ထိုးထွက်လာမထွက်ဘူးလားဟာလာဒါကတော့ကိုလုံးတက်ပါလေအဲ့လောက်ကပြဿနာတက်ရင်တော့ကိုဘကိုလိုက်အဖြေယူလိုက်ရှာတာပဲလေဟုတ်တယ်မလားနီးမျိုးစုံထိုးဟိုလိုထိုးဒီလိုထိုးကြည့်ဘယ်ရထွက်နေရလဲလိုက်စဉ်းစားပါနော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဟိုပါပေါ့ gain level တွေပေါ့နော် gain level အပေါ့ဥမာအဲဂီတာမာဒီ FM မှာဆိုကျွန်တော်တို့ကဒီလိုမျိုး output level ကြီးဆိုတာရှိတယ်။ဟုတ်ပြီနော်ပြီးလို့ရှိရင်နောက်ထပ်တချို့ FM လေးတွေမှာနေ Voice GT3 တို့ GT5 တို့မှာရှေ့ပါရှိတယ် နော်ဒီလိုမျိုးအပြားဘောမဟုတ်ဘဲဒီဘက်ရှေ့လေးတွေမှာအဲ့မှာ input level ကြီးတရားထိတင်ထားပြီးဘာမှမလုပ်မရဘူးတိုင်းဘာအချင်းချင်းချင်းမရတော့အတန်လေးစူးညံအဲ့လိုပေါ့ input level gain input level ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ရှော့အောင်မယ်အာ तू ကအများကြီးပဲဗျာအဲ့ဒီထက်ကဒီ effect ထက်အမ်ပါပဲ gain တွေလည်းရှိတာအာ EQ မှာလည်းရှိတယ်ဗျာ level တွေဟုတ်တယ်မလား compressor ကြီးကိုတအားတင်လာရင်လည်းတက်လာတာပဲဒါမျိုးတွေကိုကျွန်တော်တို့ကအချင်းချင်း pitch patch တကူချင်းဒီမှာလည်း patch level နေရှိတာပဲเนาะအဲ့အဲ့ gain တွေကိုကျွန်တော်တို့ကချိန်ကြီးရမယ်ပြီးတော့အဲ့ဒါလည်းမကောက်ထွက်သွားပြီအဲ့မှာလည်း gain တွေ master ball တွေနေထပ်ရှိတာပဲအဲ့ဒါမှာ gain တင်လိုက်တက်လာတာပဲအကုန်လုံးအဲ့လိုပဲ sound card မှာ audio interface မှာလည်း gain တွေရှိနေတာပဲဒါတွေနဲ့ကျွန်တော်တို့ကမျှပြီးတော့ချိန်ရမယ်ပေါ့เนาะဒီလိုမျိုးပေါ့ patch level တွေ sound card က gain တွေအဲ့လိုမျိုးသွားမှာပေါ့เนาะဟုတ်ပြီနောက် picket မှာဆိုရင်တော့ဒါ single ဆိုဒါကတော့ဘူးတူတာပေါ့เนาะ picket selector ဆိုအောက်ဆုံးရွေးထားရင်ဒီဒလုံဒါ ဒါကျွန်တော်တို့က bridge pickup လို့ခေါ်တာ bridge နဲ့နီးတဲ့ pickup bridge pickup ပေါ့နော်တစ်ချက်ရွေးလိုက်ရင်ဒီနှစ်ခုအလုံးလုံးမှာအဲဒီလိုမျိုးရေပုံရပါတော့မိုင်းလည်းမှားမယ်နော်နှစ်ခုအလုံးလုံးမှာအလဲကောင်ဆိုဒီအလဲကောင်ပေါ့ဒီလေးခုမြောက်ဆိုဒီနှစ်ခုပေါ့ငါးခုမြောက်ဆိုရင်ဒီတစ်ခုပေါ့အဲဒီလိုမျိုးပေါ့နော်ဟုတ်ထွက်ရင်တော့ဘလို့ဟာပြပြထွက်နေတာပဲအဲ့တော့ guitar တွေမှာလည်းလာကေပဲပလန်းနေဒီထဲမှာရှိတဲ့ဟာတွေကိုလည်းကောင်းမွန်သွားလောက်ရမယ်ဂျက်ကျူးထိတ်တိပြုတ်နေလားဗာပြုတ်နေလားလိုက်ရှာမှာပေါ့เนาะထားပါတော့ဒါဒီအဲကျွန်တော်ပြောသလိုပေါ့เนาะ ဖြစ်လာတဲ့အခါမှာတုံတခုသောကောက်ရုံမြင်လေးတမြင်အနေနဲ့ဖြစ်အောင်ပေါ့နော်ကျွန်တော်ပြောဆိုကျွန်တော်ကအခုဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်ထင်ထားတဲ့တမစင်လမ်းကြောင်းထက်ကိုမမြင်ရတဲ့သတော့မျက်စိနဲ့မမြင်ရတဲ့အာလျှက်စီးပတ်လိုင်းစကွင်းတွေဟာလည်းဖြစ်တတ်တယ်ဆိုတာလေးကိုကျွန်တော်အဓိကပြောချင်တာဖြစ်ပါလေဘလို့မှရှင်းမရရင်အဲ့ဒီကိစ္စအကြောင်းဖြစ်ပါလေမကျွန်တော်တော့မှပဲဘလို့မှမထင်တာပဲနဲ့အဲကုန်ပြလိုက်တော့ကောင်းသွားတယ်နော်အဲဆိုသတော့ဟာနဲ့ပဲညီုံချုပ်မဲဘာဖြစ်လဲတိုင်းသားရေဒီယိုသားနေထွက်တများစီမှာကော တငယ်ချင်းအိမ်မှာအကောင်အဲကျွန်တော်လည်းအဲ့လိုပဲအိမ်မှာဖြစ်တယ်ဖြစ်တယ်ဖြစ်တယ်ကျွန်တော်မိတ်ဆွေရှိမှသွားပြီဆက်ကြီးကြီးနဲ့အဲမေဇာကြီးနဲ့ကျွန်တော်တို့အဲ့လိုအပြင်မှာတီးတဲ့နေရာပေါ့နော်အဲ့မှာသွားဖွင့်တော့အာအဲ့လိုအဲ့လိုပဲပြဿနာတက်တယ်ဆိုသူကတော့ပြောတယ်မိအားတွေပါကြီးလဲကြည့်ပေါ့ဒါလည်းလိုတာပဲလေတူတန်ဒီအပြည့်ပေးဖို့လည်းလိုတာပေါ့နော်မိအားမနိုင်လို့လားပေါ့တချို့ effect တွေဆိုအဲအကြံပေးပါတယ်အဲ့လိုပေါ့အဲ့တော့သူစီမှာအကျယ်ကြီးနော်ဖွင့်လာဘာဘာမှမထုတ်ပါအကုန်ကောင်းအကုန်အဆင်ပြေတယ်အဲ့လိုပေါ့အိမ်မှာထွက်နေတယ်ဆိုတော့အဲ့လိုပြေးလိုက်ရှာတော့အေကုန်းကတွေ့တယ်ကျွန်တော်တို့မမြင်ရတဲ့ပြဿနာဒီ noise မှာဖြစ်နိုင်တယ်ဆိုတာလေးကိုညှက်ဝေခြင်းပါလေဒီထဲမှာလည်းကျွန်တော်ပြောသလို လိုက်ပြီးတော့ရှာဖွေရမယ့်လမ်းကြောင်းတွေเนาะအများကြီးပါသွားပါတယ်အဲ့တော့တစုံတစ်ခုဖြစ်လာရင်ကောက်ရိုးမြင်းလေးတမြင်ပြီးအသုံးဝင်ပါသေးဆိုပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ပြောတဲ့အထက်မှာလိုအပ်ချက်တွေရှိနေမှာအုံဖြစ်ပါတယ်အမ်အားလုံးလည်းဆွေးနွေးနိုင်ပါတယ်ကိုယ့်ထည့်ပညာရှင်တွေလည်းထပ်ပြီးတော့အကြံပေးလို့ရပါတယ်ကွန်မန့်တွေပါနေပါပါเนาะကျေးဇူးတင်ပါတယ်အမှန်ရင်းပြောတဲ့အထက်မှာအမှန်ရင်းပါရင်လည်းအဲတောင်းပန်ပါတယ်ပေါ့เนาะโอเคကျမချမ်းသာကြပါစေ